နနေ့သီးဆက်ရုံနဲ့ဝါဆိုကလေးတို့ရေမင်္ဂလာပါတခါတော့ကကလေးတွေကိုအိမ်မက်တိုင်းမိတဲ့ကိုခေါ်ခေါ်သွားတတ်တဲ့နနေ့သီးဆိုတဲ့ဆက်ရုပ်ကလေးရှိတဲ့နနေ့သီးဆက်ရုပ်ကလေးကအနေရများတဲ့အရာတွေကိုတိကျင်စမ်းကြည့်တဲ့ကလေးတွေရဲ့အိမ်မက်ထဲကိုသွားပြီးအဲ့ဒီကလေးတွေလှုပ်ကြည့်နေတဲ့အရာတွေကဘလောက်တောင်အနေရများသလဲဆိုတာကိုလက်တွေ့ပြတဲ့တဲ့ဒီလိုပြတော့ကလေးတော်တော်များများက အနေရများတဲ့အရာတွေအကြောင်းကိုသိပြီးအဲ့ဒါတွေကိုမလုပ်ဖြစ်ကြတော့ဘူးတဲ့ဒီနေ့လေနန်နသီးဆက်ရုပ်ကလေးကဝါစုရဲ့အိမ်မက်ထဲကိုသွားဖို့ပြင်နေပါတယ်။ဘာလို့လဲဆိုတော့ဝါစုကအမေပြောပြတဲ့အနေရများတဲ့လက်နက်တွေကိုအမေမသိတဲ့အချိန်မှာသွားပြီးခိုးကြည့်ဖို့ကြံစီနေလို့ပါ။ဒီလိုနဲ့ဝါစုအိတ်တဲ့အချိန်အိမ်မက်ထဲကိုနန်နသီးဆက်ရုပ်ဝင်ရောက်သွားပါတော့တယ်။ အိမ်မက်ထဲမှာဝါဆိုကရွာကလူတွေသွားနေကြလမ်းမဟုတ်တဲ့ခြုံတွေထူနေတဲ့လမ်းကိုနနသည်ဆက်ရုပ်နဲ့အတူတူရှောင်နေပါတယ်။သွားနေရင်လည်းဝါဆိုတို့ရှိမှမြေကြီးတွေကနေအဝိုင်းလေးတစ်ခု မြေပေါ်ကိုတဖြည်းဖြည်းပေါ်လာပါတယ်။အဲ့ဒါကတော့မြေမြုံမိုင်းမှာရုတ်တရက်မြေမြုံမိုင်းပေါ်လာတော့ဝါဆိုလည်းလန့်သွားပါတယ်။နနသည်ဆက်ရုပ်ကဝါဆိုကိုမိုင်းမျိုးစားနှမျိုးအကြောင်းကိုပြောပြပါတယ်။ မိုင်းတွေကအရောင်မျိုးစုံပုံစံမျိုးစုံရှိပြီးတော့အမျိုးအစားလူတက်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးတော့နှစ်မျိုးရှိရဲဝါစုရဲ့ဝါစုမြင်နေရတဲ့မိုင်းကလူတက်မိုင်းနောက်တစ်ခုကကားတွေစိုက်ကယ်တွေကိုဖြတ်စည်းနိုင်အောင်အပြင်းနဲ့ရင်ဖြတ်မိုင်းရှင်းပြရင်လည်းနနသည်ဆက်ရုပ်လဲသူဖန်တီးထားတဲ့လူပုံစံဆက်ရုပ်ကလေးကိုသူတို့ရှေ့ကမြေမြုံမိုင်းကိုနင်းခိုင်းလိုက်တယ် မြေမြုံမိုင်းကိုနင်းလိုက်တာနဲ့မိုင်းကထပေါက်ပြီးလူပုံစံဆက်ရုပ်လေးလဲအပိုင်းမိုင်းဖြစ်ပြီးလွင့်ဆင်သွားတယ်တဲ့အဲ့ဒီကနေဆက်သွားတော့သူတို့ရဲ့ခြေမျက်စိနားလောက်နဲ့ခြေသလုံးနားလောက်နေရာတွေမှာတစ်ပင်တပင်နဲ့တပင်ကိုကျိုးလေးတွေတန်းထားတာကိုသူတို့တွေ့လိုက်ရတယ်။ဝါဆိုရေးအဲ့ဒါကအစထွက်လူတက်မိုင်းလို့လဲခေါ်တယ်။တိုက်မိုင်းလို့လဲခေါ်တယ်မိုင်းပဲ။အဲ့ဒီကျိုးကိုသွားမထိနဲ့နော်။နနေသီးဆက်ရုပ်ကရှင်းပြရင်နဲ့ လူပုံစံဆက်ယုတ်နောက်တစ်ယုတ်ကိုအဲ့ဒီအစထွက်လူတမိုင်းလို့လဲခေါ်ပြီးတိုက်မိုင်းလို့လဲခေါ်တဲ့မိုင်းကျိုးကိုတိုက်ဆွဲခိုင်းလိုက်တယ်။ကျိုးကိုတိုက်ဆွဲလိုက်တဲ့လူပုံစံဆက်ယုတ်လဲခုနလိုပဲမိုင်းထပေါက်လို့စစ်စစ်ညံ့ညံ့ကြည်သွားတာပေါ့။အဲ့ဒါကိုမြင်ပြီးဝါဆိုလဲအရန်လန့်သွားတယ်။ဒီလိုဖြစ်မှဆိုလို့အမေကအနေရများတဲ့နေရာတွေကိုမသွားခိုင်းတာဆိုတာကိုလဲသိသွားတော့တယ်။အိမ်မက်ကနေနိုးလာတာနဲ့ဝါဆိုလဲအမေပြောတဲ့အတိုင်း မိုင်းတွေရှိတဲ့အနေအများတဲ့နေရာတွေကို မသွားတော့ဘူးအမေကိုမပြောဘဲအမေမသိပဲဘယ်ကိုမှမသွားတော့ဘူးလို့ဂရီပေးလိုက်တဲ့အားလုံးရဲ့အတန်း Federal FM